ချုပ်ခန်းကနေထွက်ပြေးလွမြောက်ခဲ့တဲ့တာဝန်ကျရဲတပ်သားနဲ့အကျဉ်းကျအမျိုးသမီးတို့ဟာချစ်သူတွေမဟုတ်ဘူးလို့ကာယကံရှင်အမျိုးသမီးကပြောထားပါတယ်ဒီသတင်းကိုတော့ဟန်နာပေးပို့ထားပါတယ်ရှင်အဲ့တော့လမ်းတစ်ချောင်းလုံးမှာလေသူတို့ဒီပကုန်းကိုကင်တယ်ဟောအဲ့ဒီပေါ့တို့ချွတ်ချွတ်နမ်းလာမျိုးလည်းရှိတယ်ပြီးအရင်သားကိုကင်တယ်မျိုးလည်းရှိတယ်ဒါပြီးတော့အရင်သားကတီးလိုက်တာဆိုပြီးတော့ပြောတာမျိုးလည်းရှိရောအဲအများကြီးပဲလမ်းမှာဟိုထပ်ပြီး အဲ့လိုမျိုးပဲအာဤအသားရုံလည်းထိတယ်ဒီပခုံးလေးဆိုလို့ရှိရင်လည်းပုတ်တန်နေရပဲဒီလေမျိုးနန်းနာမျိုးလည်းရှိတယ်မိတ်ကြီးလာမလိုက်မြို့နယ်မှာစံဖက်ဥပဒေနဲ့ဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူအမျိုးသမီးကိုရေးသားသားတယောက်ကခူးယူချွတ်ပြေးသွားခဲ့တယ်ဆိုတဲ့သတင်းတပုတ်ပြီးခဲ့တဲ့ဇူလိုင်လကသတင်းဌာနတစ်ခုမှဖော်ပြခဲ့ပြီးနောက်လူမှုကွန်ရက်ဆက်မျက်နှာမှာလူပြောများခဲ့ပါတယ်။ ရဲတပ်သားနဲ့အမျိုးသမီးတို့ဟာတမီးကြီးစားမဟုတ်ပဲစကန်ရှိမြို့နယ်ရဲစခန်းမှာချုပ်နှောင်ခံထားရတော့ကရဲတပ်သားစိုးပိုင်ကစီဒီအမ်လွတ်လူကြောင့်အကူအညီတောင်းတာကြောင့်ရဲအချုပ်ခန်းကိုဖောက်ပြီးအတူတကွထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ကာယကံရှင်အမျိုးသမီးကပြောပါရယ်လမ်းတလျှောက်ရဲတပ်သားစိုးပိုင်ကခန္ဓာကိုယ်ကိုဒီကဘာကြီးကဘာကင်တွယ်လာခဲ့ပြီးအထမကျင့်ဖို့လဲစူးစမ်းခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသူဖြစ်တဲ့မအီတန်နာအောင်ကပြန်ပြောပြပါရယ်လမ်းလိုက်လောက်မှာအဲ့လမ်းမကြီးပေါ်ရောက်သွားတယ်ဟုတ်ပြီ ်မမဟုတ်တော့ဒီလိုလမ်းရှာရလဲမောရဲဆိုပြီးတော့လမ်းညာဘက်ပဲလူနေတဲ့နေရာကနားရပေါ့နားနားတဲ့အချိန်မှာသူကနေပြီးတော့အာငါနေကိုချက်တက်ကြိုက်တယ်ဆိုပြီးတော့မင်းကြောင့်ကိုကြိုးစားရပိုင်းကိုလည်းနန်းတယ်လေဝင်းနေရောပြီးတော့ရန်သားရဆိုလို့ရှိရင်လည်း ကိုင်းနေပေါင်နေပြီးတော့ပြန်မရဆိုလို့ရှိရင်လည်းသူလက်ဝိုင်းနဲ့ပုတ်တယ်ပြီးတော့ဤချောင်းနဲ့ချောင်းကိုဒီပစတုပ်ပြီးတော့ဒီစုထားတဲ့အခြေအနေမှာလည်းသူကစပြဲရောပဲခဲပြီးတော့သူကျင့်ဖို့လုံးဝကြံနေဒါပေမဲ့အဲ့ချိန်မှာသူငိုယူပြီးတော့တောင်းမှန်တယ်တောင်းမှန်လို့မရဘူးတိတ်မကြောက်ကွာသူပီဇာပြန်ပြလာတယ်အဲ့ကိုထက်ပြီးတော့မင်းကျင့်ဖို့ကြိုးစားရင်ဒါသူရချင်းကျင့်ဖို့ကြိုးစားတာပေါ့အဲ့ချိန်မှာဆိုလို့ရှိရင်သူအားတော်တော်ဆိုးတယ်ကွာ အေးကလုံးဝအောက်ကဘလုံးမရုံလို့မရဘူးအင်းကြီးဆိုလွှင့်ခဲ့လဲသူဒီအပေါ်ထဲဝက်လာတဲ့အင်းဆိုလွှင့်ခဲ့လဲဆိုချွတ်တယ်ပေါ့အဲအဲ့မဲ့လေဤထပ်မိုးရကလုံးဝဟိုတော်တော်ဆိုးသွားပဲသူလည်းပြောတယ်အဲနင်ကအလိုမလုပ်ပါနဲ့ပေါ့အဲပြောအချိန်တွေကလည်းဒီလိုအချိန်တွေဖြစ်နေတဲ့အချိန်မှာ SM ပြေဖို့အဲသူအများကြီးနိုင်ချရပါဒါမဲ့ဒါမဲ့သူက မရဘူးငါတို့မရင်းကျက်မယ်ငါတို့ယူမယ်ဆိုတာကြည့်ပဲကွာအဲ့နဲ့အဲလေဟိုသူ့ဟိုသူ့ပေါင်ဒီဒီသူ့ဟိုသူ့ရဲ့လင်ကောင်ကံမျိုးဆိုတာလေကံလို့မရဘူးကွာလုံးဝသူကလုံးဝအကုန် ချုပ်ထားတာ၆တွေနဲ့လဲသူ့ချော်ရင်လည်းအချော်ရင်လည်းချုပ်ထားတယ်ကွာအဲအဲ့နဲ့ရလေဒီနီးရဲ့သူ့ရဲ့ဘဲဘပခုံးကိုတောင်းနဲ့ကိုက်လိုက်လေကွာအာကလေးလေးချိန်မှာမသူတော်တော်ကြီးနာပါလို့ဆိုပြီးတော့မှပဲအဲ့လိုလွတ်လိုက်တယ်အဲ့ချိန်ကျမှပဲလွတ်လိုက်တယ် ကျန်းဖက်ဥပဒေပုံမှ90ညနဲ့အမှုဖွင့်ခံရပြီးမလိုင်မြို့နယ်ရဲစခန်းမှာအချုပ်ကျခံခဲ့ရတဲ့မအီတနာအောင်ဟာ KNU ထိန်းချုပ်နေမြေတခုမှာ9လအကြာတင်တန်းတက်ရောက်ခဲ့ပြီး၆ဖို့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကကျမရင်မကောင်းတာကြောင့်အင်ဂျန်လာယာကနေဇွန်လ16ရက်နေ့ကစစ်ကောင်စီကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်စကန်ဒယ်၃ဘတ်ကျော်အကြာချုပ်နှံခံရပြီးဇူလိုင်လ9ရက်နေ့ညတကောင်ကျော်မှာ ရဲတပ်သားကအချုပ်ခံတော်ကိုဖွင့်ပြီးမအီးတနာအောင်ကိုခေါ်ယူထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။သူတို့မျိုးဟာမန္တလေးကိုဥတီသွားခဲ့ပြီးရောက်ရှိချိန်စစ်စီမြင်မြန်ခဲ့ရာရဲတပ်သားကမအီးတနာအောင်ကိုအထမကျင့်ဖို့ကြိုးစားခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းသူတို့ကိုကူညီပေးခဲ့တဲ့မန္တလေး UG အဖွဲ့ဝင်တဦးကပြောပြပါဗျ။ သူပထမဆုံးမိတော့တော့သူကညင်းတယ်မှာအဲမဲ့သူကသူ့ရဲ့ပခုံးမှာရှိရဲ့ကြိုက်ထားတဲ့တန်ရပါအဲ့တန်ရနဲ့ပြတခြားအချက်တွေရောတခြားချင်းစီထောက်ပြီးရောပြောလိုက်တော့ခါကျသူနောက်ပိုင်းကျမညင်းတော့ဝန်ခံလိုက်တဲ့အဲ့ကိစ္စကို မြောင်မြို့နယ်ကိုရောက်ရှိတဲ့အချိန်နေရောက်လုံးကိုစစ်စေးမြင်းမြန်းတဲ့ဆိုယုံ လောက်တာရှိပြီးတစုံတရာအေးအေးယူဆောင်ရွက်ပြီးတာမရှိဘူးလို့ကာယကံရှင်အမျိုးသမီးကပြောပါတယ်အမျိုးသမီးကရဲတသားဆုံးပိုင်တဲ့တရွာတဲ့အတူနီထံရာစိတ်မလုံခြုံတာကြောင့်ပလဲမြို့နယ်ကိုပြောင်းရွှေ့ခဲ့ပေမဲ့ရေစကန်ဖောက်ပြေးလာတာကြောင့်တချို့မယုံကြည်ပဲဒလန်လို့ဆွဆွဲမှုတွေလည်းရှိခဲ့တယ်လို့ကာယကံရှင်အမျိုးသမီးကပြန်ပြောပြပါတယ် မြို့သမီးတွေအပေါ်ဒီလိုဖိနှိပ်မှုတွေကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကြီးကြီးရပ်ရပ်အရေးယူပေးဖို့လဲသူကတောင်းဆိုကြပါတယ်။တော်လည်းရေးနေမြန်မာရှိတဲ့မြို့သမီးတွေအနေနဲ့လည်းဒီလိုလိမ္မာရေးဆိုင်ရာဖိနှိပ်ခံရမှုတွေအတွက်ခေါင်းကိုမခံကြပါနဲ့တရားမျှတမှုတွေဒါကတွေအများကြီးပြောဖို့လိုပါရဲ့။ပြီးတော့ဒီချို့တရင်ဆိုင်မနာရီမှာဆိုလို့ရှိရင်လည်းဒီလိမ္မာရေးဆိုင်ရာနှုတ်ချခံရမှုတွေပတ်သက်ပြီးတော့ဖော်ပြတဲ့လည်းရှိတယ်လို့ဖော်ပြခြင်းမခံရတဲ့ကိစ္စတွေလည်းရှိရဲ။အဲကြောင့်မလို့ဒီ တက်ဆိုင်ရာဌာနတွေအန်ယူရေဆွေးရအနေနဲ့ရောမျိုးသမီးတွေအပေါ်ဒီလိုဖိနှိပ်မှုတွေကိုကြော်ပါပြောက်ခဲ့အောင်လို့ထီထီရော့ရော့အရင်ယူဆောင်ရပေးပါလို့ဒီနေရာနေ့တောင်းဆိုကြပါတယ်လက်ရှိအချိန်မှာရေသက်သားစုပိုင်ဟာမြောင်မြို့နယ်ထဲမှာပဲရှိနေသေးပြီးတာဝန်ထမ်းဆောင်နေတယ်လို့သိရပါတယ် မအီတန်တောင်ကိုလိန်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့ရတဲ့ဆိုတဲ့ရေသက်သားစိုးပိုင်ကိစ္စနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရချမ်းတိုင်ကြားစာပေးပို့ထားပြီးအကြောင်းပြန်သေးဘူးလို့တီးရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရကကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူကိုမေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးမအီတန်တောင်ဟာအဲ့ဒီနေမြီမှာနေရတာစိတ်မလုံးချုံတဲ့အတွက်ပလဲနယ်မှာရှိတဲ့မိတ်ဆွေအကူအညီနဲ့ကချင်ပြည်နယ်လိုင်စာကိုပြောင်းရွှေ့ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာကြိခိုက်မှုတွေရှိနေတယ်လို့ လိုက်စာမြို့ကိုကူညီခေါ်ဆောင်ပေးခဲ့သူကပြောပြပါဗျာကျမဟန္နာပါ